အားလုံးပဲမင်္ဂလာပါနော်ဒီနေ့နောက်ထပ်တစ်မျိုးတင်ပေးပါမယ်တောရင်စတောရင်စဆိုတာကဆာလုံးတစ်လုံးဟာအတန်နှစ်ခုကနေနှစ်ခုအထက်ရှိတဲ့ဆာလုံးကိုဆိုလိုတယ်ဆ ያ မကအလွယ်မဲ့လို့ရအောင်တန်ပွားဆာလုံးလို့မြန်မာလိုတုံးပေးထားပါတယ်နော်ပညာရှင်တွေကပြောတယ်ဒီလိုစကလုံးတွေအားတဲ့နေစင်တုံးစကလုံးအလုံးကြီးတစ်ထောင်မှာ သူတို့က ဒီလိုစကလုံးတွေအလုံးကြီး190လောက်တောင်ရှိတယ်တဲ့ဆိုတော့သူရဲ့ပတ်စနစ်ကမနေဘူးဒီတော့ဆင်မတို့ကလေ့လာရမယ်။နော်လေ့လာရတော့မယ်ဒီတော့ဘာဖြစ်လို့ဒီလိုမျိုးခွဲထွက်သွားရတာလဲဘာဖြစ်လို့အတန်တဘာဖြစ်လို့စာလုံးကတစ်လုံးတည်းကိုအတန်နှစ်ခုတုံးခုဖြစ်ရတာလဲဆိုတော့သူရဲ့တမိုင်းကိုပြန်ကြည့်ရမယ်။နော်တေယုတ်ဆိုင်ရဲ့တမိုင်းကနှစ်ပေါင်းထောင်ချီတော့မှကြာမြင့်ပါတယ်နော်။ဆိုတော့ဘာလို့အဲ့လိုဖြစ်ရတာလဲဆိုတော့ဟိုးရှေးရင်ကရှေးရင်ကပေါ့ဒီဥမာဒီ အတိတ်ပဲတစ်ခုကိုပေါ်ဆောင်ခြင်းနဲ့အတိတ်ပဲတစ်ခုကိုယဉ်ညွန်းခြင်းနဲ့ဒါပေမဲ့သူ့ကိုယဉ်ညွန်းတဲ့ဆာလုံမရှိဘူးမရှိဘူးဆိုတော့သူတို့ကတူနဲ့ဆက်ဆက်တဲ့ဆာလုံတစ်ခုဒါမှမဟုတ်လည်းတခြားဆာလုံတစ်ခုကိုသူတို့ကငားတောင်းလိုက်တာအငားတောင်းလိုက်တာအဲ့လိုငားတောင်းငားတောင်းရင်းနဲ့အတန်အတီလိုပွားသွားတာနော်အတန်လည်းမတူတော့အတိတ်ပဲလည်းမတူတော့တို့ပေမဲ့ဆာလုံကတစ်လုံးထဲပဲဟလားနောက်ထပ်တစ်မျိုးကဘယ်လိုလဲဆိုတော့နေရဒေတာအတီတီကိုယ်ပြားတယ် ကွဲပြားသွားတယ်ကွဲပြားသွားတယ်ဆိုတာကခေါ်ဝေါ်ပုံချင်းကွဲပြားသွားတာဥမာဒီစာလုံးကိုပဲဟိုဘက်အဖွဲကဒီလိုပြောတယ်ဟိုဒေတာကဒီလိုပြောတယ်ဒီဒေတာကဒီလိုဆိုတယ်အဲအဲ့ဒီလိုမျိုးအခေါ်ဝေါ်မတူလို့เนาะအခေါ်ဝေါ်မတူလို့နောက်ထပ်တစ်မျိုးကဘယ်လိုလဲဆိုလို့ရှိရင်အဲစာအရေးအတားပိုင်းနဲ့အပြောအဆိုပိုင်းမတူလို့ဥပမာမြန်မာမြန်မာစာမှာဆိုရှင် ရေးတော့အမှန်ဖတ်တော့အတန်အဲအဲ့ဒီလိုပုံစံမျိုးဟိုတနေ့ကတွင်တင်ခဲ့တဲ့ဟိုကလည်း quasi ကိုယ်စိတ်မှာရေးတဲ့ချိန်ကတော့စိတ်လို့ပဲရေးတယ်ဟုတ်လားဒါပေမဲ့ဖတ်တဲ့ချိန်ကစိတ်လို့ဖတ်တယ်ဟောပြောတဲ့ချိန်မှာစကားပြောတဲ့ချိန်မှာနေကြစိတ်ကွာစိတ်အဲ့လိုပဲပြောတယ်ဟာလားအဲစိတ်လို့မပြောတော့အဲအဲ့ဒီလိုပုံစံတွေပေါ့အဲ့လိုတွေ့ကြောင့်ဒီလိုအတန်ကပွားရရတယ်နော်ဒီလိုတော်ရင်ကအဲ့လိုကြောင့်ဖြစ်လာပါတယ်ဆိုတော့ဆရာမတို့ကလေ့လာရမယ်နော်ပထမတစ်ခုကကြော့ဒါမမိလားဟိုတနေ့တော့မတင်ထားတယ်နော်ကြော့ 种子 music 哦，种子 music。ဒါပေမဲ့တပင်ဆိုင်တယ်လို့ပြောတဲ့ချိန်မှာဂျုံရှုလို့မတုံးတော့ဒီညမှာဂျုံရှုလို့တုံးရတယ်။နော်အတန်ကအတန်လေးပြောင်းသွားတယ်။ဆရာမတို့ပုံမှန်တောင်းနေတာဂျုံစဟုတ်လားဂျုံအတန်တုံး။ဒါပေမဲ့ဒီညမှာသူကအတန်လေးဖြစ်သွားတယ်ဂျုံရှု။နော်အဲ့ဒါဆိုရင်ဘယ်လိုလုပ်မလဲ။ဘယ်နေရာမှာဘယ်လိုတွားဖတ်ရတော့မလဲဆိုတော့ဘယ်လိုခွဲခြားမှတ်ရမလဲဆိုတော့ နန်အနေနဲ့တောင်းတဲ့ချိန်မှာနောင်းအနေနဲ့ပေါ့နော်နန်အနေနဲ့တောင်းတဲ့ချိန်မှာသူ့အတန်တောင်းနဲ့တောင်းမယ် valve အနေနဲ့တောင်းတဲ့ချိန်တပင်ဆိုင်တယ်ဆိုတာကကရိယာပဲလေ valve အနေနဲ့တောင်းတဲ့ချိန်ကြလို့ရှိရင်အတန်လေးနဲ့တောင်းမယ်နော်ဥမာမျိုးစိတ်ဂျုံစပန်မျိုးစင်ဟွာဂျုံဟင်းမျိုးစင်ဆိုင်ဂျုံပေါ့ဟာလားပန်ဆိုင်တယ်ဆိုရင်ဂျုံဟွာတပင်ဆိုင်တယ်ဆိုရင်ဂျုံစုဟင်းဆိုင်တယ်ဆိုရင်ဂျုံဆိုင်အဲ့လိုကရိယာနဲ့ပတ်သက်လာရင်အတန်လေးကိုတောင်းမယ်ဂျုံဂျုံတန်လေးဂျုံဟာလားဂျုံစု 十五树等的树树所得边，种树所得边晒啦，得边晒的。下面哦，种树，那那的苦，那的的苦噶，第三龙，第三龙噶看，我们啊都瞄啦看，好啦，看书杀鸡的杀拍的，好啦，看电视 DVD 的，看大海边那边几股鸡的，好啦，看天空钢筋钢筋骨鸡的，好啦。 အဲ့ဒါမှတုံးကြတယ်။ဒါပေမဲ့ဥမာတကားစောင့်နေအိမ် စောင့်တယ်အဲ့လိုစောင့်တီဆိုတဲ့နေရာမှာတုံးတုံးတဲ့ချိန်ကခမ်းမန်လို့တုံးတယ်။ဒီနေရာမှာ तू ကနော်ဒီလိုရိုးရိုးတန်းတန်းပဲဒီလိုကြည့်နေရမဟုတ်တော့ဟလာအိမ်ကိုလည်းတိုင်းမကြည့်နေရမဟုတ် तू အိမ်ကိုစောင့်ကြည့်နေရတဲ့ရည်ရချက်ကပါလေအိမ်ကိုကြည့်ရှုစောင့်ရှောက်တာဟလာအဲ့တော့ဒီနေရာမှာကြည့်ရှုစောင့်ရှောက်တီဆိုတဲ့အနက်အဓိပ္ပာယ်ပြန်ဖြစ်သွားတယ်။နော်အဲ့တော့အိမ်စောင့်တီတကားစောင့်တီပေါ့ခမ်းမန်ဆိုတော့မန်ဆိုတော့တကားခမ်းမန်ဆိုတော့တကားစောင့်တီ နော်ခန်းချာဆိုတော့အိမ်ဆောင်တီဟလာအနတ်အတိတ်ပဲကမတူတော့ဒါကတော့ရိုးရိုးတန်းတန်းကြည်တာခန်းဆိုရိုးတန်းတန်းကြည်တာနော်အဲ့တော့ရိုးရိုးတန်းတန်းကြည်တဲ့ဥစ္စာတွေမန်နမြအကောင်လုံးကိုခန်းနေတော့မယ်ရမယ်နော်ခန်းမန်ခန်းချာနေရာမှာအိမ်ဆောင်တီတကားဆောင်တီနေရာမှာခန်းမန်အတန်တစ်နေတော့မယ်ရမယ်နော်ခန်းခန်းအတန်တစ်ခန်းမော်အန်မန်အတန်နေမန်ခန်းမန်ဆိုတာမန်ဆိုတာတကားခန်းမန်တကားဆောင်တီ 可安看阿丹雷看，食物书单的书看书啥子的，但妈妈后来啥拍的，下面喏，那得得哭个，第三浪个咯，瓜西呢，对对白嘛喏，热的天嘛个咯，雪都热的，哦，是月雪单雷雪，哦雪是吧？对，哦雪，但咩，自家撇表的天嘛，雪咯。 မတုံးတော့ရှယ်လို့တုံးကြတယ်ရှယ်ရက်ရေအရဲတန်လေးရက်ဒီနေရာမှာရက်ဆိုအရေပြီးတော့နော် liquid တွေးဆိုလည်းအရေတမျိုးပဲလေဒီနေရာမှာဆီမတွေးရေလို့မတုံးတော့ဘူးဆီမတွေးလို့ပဲတုံးထားတယ်နော်ရှယ်ရက်ဟလားစကားပြောရင်တော့ရှယ်ရက်ဒါပေမဲ့ရေးတဲ့ချိန်ကျရင်ရွှဲရက်လို့ရေးပါတယ်နော်ရွှဲရက်ရွှဲရက်လို့ရေးတယ်ဒါဆိုရင်အောက်ကတစ်ခုကပါလဲတီရှယ်သား နော်တီးရှဲထောင်ဆိုတွေးအားနဲ့ဒီတွေးပောင်ကြဒီဒီနေရာမှာတီးရှဲထောင်ရဲ့ဒီရဲ့ရှဲနဲ့ဒီရွှဲရဲ့ဒီရဲ့ရွှဲကအတိတ်ပဲအတူတူပဲဒီနေရာမှာတူဒီတွေးဒီနေရာမှာတူဒီလည်းတွေးပဲတွေးအားနဲ့ဒီဆိုတွေးတွေးအတိတ်ပဲမပြောင်းလဲတော့ဘူးဒါပေမဲ့ရေးတာနဲ့ဖတ်တာနဲ့မတူတော့တာဥမာဒီဟာဆိုလို့ရှိရင်ရေးတဲ့ချိန်ကတော့ရွှဲလို့ပဲရေးတယ်နော်ဒါပေမဲ့ဆိုစကားဖြင့်ပြောတဲ့ချိန်မှာရှယ်လို့ပြောတယ်ရှယ်ရဲ့ ်你的血型是什么ဟာလားမင်းရဲ့တွေးအမျိုးအစားကဘာလဲဟာလားပြီးရင်ဒီကတော့ရေးလဲတာပဲဖတ်လဲတာပဲပြောလဲတာပါပဲเนาะ டி ရှစ်ထာဟာလား டி သေးီ டி အတန်တက် டி ရှီရဲရှဲတန်တုံရှဲထာန်ထန်တန်နစ်ထာ டி ရှစ်ထာတွေးအားနဲ့ டி တွေးပောင်ကြတယ်ရမလားအဲ့တော့ဒီညမှာ ရွှဲရဲလို့ပြောလို့မရဘူးလားဆိုတော့ရပါတယ်။ကွာစိတ်လို့ပုံစံပေါ့။ကွာစိတ်လို့ပြောလဲမမောင်း။ကွာစိတ်လို့ပြောလဲမမောင်း။ဟလား။ဒါပေမဲ့ရေးတာအဲ့လိုမပြောတာပဲရှိတယ်ဟဲ့လားပြောအပြောနဲတာပဲရှိပါတယ်ဒါပေမဲ့အဲ့လိုတုံးလို့မားလာဆိုမမားပါအောင်เนาะဒီပေါ်မှာတော့မားတယ်เนาะဒီခမ်းမန်းညမှာခမ်းကြခမ်းမန်းမမခမ်းမန်းခမ်းကြဒါပေမဲ့အခုနောက်ပိုင်းကတော့เนาะစကားပြောလဲအဲ့လိုပြောကြတာပါပဲဟာလားစကားပြောကြတယ်ခမ်းရှာမန်း အာခန့်ခန့်ရှက်ကြဟာလာအဲ့လိုတုံးကြတာပဲဒါပေမဲ့တကယ်တကယ်တမ်းသူစာတွေးကဒီလိုရှိပါတယ်နော်ပြီးလို့ရှိရင်တော့ဒီဟာခုနပြောခဲ့တဲ့ဒီကြုံစုကတော့ဒါတော့မားလို့မရအောင်နော်ကြုံကြုံစုကြုံဟွာအဲ့လိုမပြောတစ်ပင်ဆိုင်တော့ကြုံစုနော်ဒီလိုပဲပြောရပါတယ်နော်ကြုံစုမျိုးစိတ်ကိုကြောက်ကြုံစုရမလား